1950နှစ်မှ5ခုနှစ် FA Cup နောက်ပိုင်းမှာသလို့ရှင်1980တီတီ Newcastle က Major Trophy ကိုကင်းမဲ့နေခဲ့တာ66-69မှာ European Manager of the Year ဆုကိုရရှိခဲ့တဲ့တားအပြင်ကို Newcastle ကရုတ်ထုထုပြီးတော့မှဂုံပြူထားခံရတဲ့ Sir Bobby Robson လိုမျိုးကတော့မှ Newcastle ကို69ကနေ2004ထိတိုင်တွယ်ခဲ့ပေမဲ့ဖလားရတဲ့အထိ Major Trophy ရတဲ့အထိလုံလောက်မှုမရှိခဲ့ဘူးတားအပြင်ကို Premier League ရဲ့လက်ရှိအချိန်ထိ All Time Top Goal Scorer ဖြစ်နေစေ အလန်ရှီယာကိုရိုင်းကတောင်မှနျူကာဆယ်နဲ့ဖလားတစ်ခုခုယူပေးနိုင်တဲ့အထိစွမ်းဆောင်နိုင်ခြင်းမရှိခဲ့ဘူး။ဒါပေမဲ့မနေ့ညတော့ကတော့အက်ဒီဟောင်းဦးဆောင်တဲ့နျူကာဆယ်က2.90ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်ပြီးတော့မှ EFL Cup မှာ Liverpool ကို1-2နဲ့အနိုင်ယူပြီးတော့မှအဆုံးသတ်နိုင်ခဲ့တယ်။နျူကာဆယ်ရဲ့ဖြတ်သန်းလာတဲ့လမ်းကြောင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင် Round 2မှာ Forest ကိုကျော်ဖြတ်တယ်။16သင်းဆက်မှာ Chelsea, City မှာ Arsenal ကိုကျော်ဖြတ်ပြီးတော့မှ Final တက်ခဲ့တာ။ Final မှာသလို့ရှင်လည်းအခု Liverpool ကိုအနိုင်ယူပြီးတော့မှဖလား ာလက်မဲ့ဖြစ်မှုကိုအဆုံးသတ်လိုက်ပြီဆိုတော့ Newcastle ဘာကြောင့်မလို့ဖလားရရလဲဒီ EFL ဖလားတနည်းအားဖြင့်ပြောမလို့ရှိရင် Carabao Cup မှာ Newcastle ဘယ်လိုကစားခဲ့တယ်လဲဘာတွေကအဓိကကျတဲ့ factor တွေဖြစ်မလဲအစားရှိတဲ့အကြောင်းအရာတွေကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာပါဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင် ပထမဆုံးအနေနဲ့စပြောရလို့ရှိရင်တော့ mentality ကနေစပြောရလိမ့်မယ်။ new gazelle ကဒီနေ့ပွဲစဉ်အတွက် mentality ကအမြင့်ဆုံးကနေလာခဲ့တာ။ဒါပေမဲ့ new gazelle ကဒီပွဲမတိုင်ခင်ဝင်ပါလီမှာဆိုလို့ရှိရင်ပွဲစဉ်၉ပွဲလောက်ထိကိုရှုံးသိမ်းခဲ့ဘူးတဲ့။ဒါအပြင်ကို22 23ရာသီမှာဆိုလို့ရှိရင်လည်း EFL Cup Final မှာ Manchester United ကိုရှုံးသိမ်းခဲ့ဘူးတဲ့။ဒါပေမဲ့ဒီလိုမျိုးသူတို့ရဲ့ရှုံးသိမ်းမှုတွေများနေပါတယ်ဆိုတော့ဝင်ပါလီကိုဒီနေ့ပွဲစဉ်မှာ new gazelle လာခဲ့တဲ့ပုံစံကတည်တည်ကြည်ကြည်တိုက်မယ်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အတူတူပဲလာခဲ့တာ။ ဆိုတော့ mentality ကအရေးပါတယ်ဘယ်အားကစားမှမဆိုအရေးပါဆုံးက mentality ပဲဆိုတော့ newcastle က mentality အရ liverpool ကိုအသာစီးယူနိုင်ခဲ့တဲ့အခြေအနေမျိုးအခိုက်အတန့်မျိုးကိုမြင်ရလိမ့်မယ် mentality လို့ပြောလို့ရှိရင် captain တွေကိုထိတ်ဆုံးကနေပြောရလိမ့်မယ်ဒါ့အပြင်ကိုကစားသမားတွေကို mental coach လုပ်ပေးနိုင်တဲ့နည်းပြဒါ့အပြင်ကိုကစားသမားတွေရဲ့ surrounding ဓာတ်တွေကအများကြီးရေးပါလိမ့်မယ်သေချာတာတစ်ခုကတော့ဒီနှစ်ပွဲမှာ liverpool ရဲ့ mentality ကအောက်နေတယ်ဆိုတာပဲ liverpool နေနဲ့ပြီးခဲ့တဲ့ psg ကိုရှုံးနေခဲ့တဲ့ effort ကိုလည်းခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါပြေကိုပွဲပတ်မှုခံနေရတာလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒေဂျာတစ်ခုက new ကစက fresh ဖြစ်တဲ့ပုံစံ mentality ကအစအမြင့်ဆုံးကလာခဲ့တာဆိုတော့ mentality တစ်ခုတည်းပြင်လားဆိုတော့မဟုတ်ဘူးဒုတိယအနေနဲ့ရေးပါတာကဘာလဲဆိုတော့ Eddie Howe ရဲ့ tactical approach Eddie Howe က2021 November 10ရက်နေ့မှာ new ကစက new ပြဖြစ်လာတယ် ညူကာဆယ်ကအဲ့ဒီချိန်မှာတော့ပရီးမီးယားလိ14ပွဲဇက်9ပွဲမရှိဘဲနဲ့တန်းစင်းစုံနဲ့ရောက်နေတာဒါပေမဲ့ဒီ2021 20ရာသီကုန်တဲ့ချိန်မှာဆိုလို့ရှိရင်ညူကာဆယ်ကအဆင့်17နဲ့ဆုံးသက်ခဲ့တာ အဲ့ဒီဟောင်းက Premier League နောက်ဆုံး16ပွဲမှာ12ပွဲထိနိုင်ပြီးရောမှ Premier League သမိုင်းမှာဒါမျိုးပုံစံအဆုံးရအောင်နေထားကနေပြန်လာနိုင်ခဲ့တာက Newcastle ကပထမဆုံးပဲဆိုတော့ defense ကိုအားပြုတဲ့ aggressive စံနဲ့ကစားသမားတွေရဲ့အင်းနဲ့အားကိုအလုံးစုံထုတ်ပြီးရောမှတုံးတယ်ဒီပုံစံက Eddie Howe ရဲ့ပုံစံပဲဆိုတော့ Eddie Howe ရဲ့ပုံစံအပြည့်အဝကိုဒီ EFL Cup မှာမြင်ရတယ်ဆိုတော့ okay ပထမဆုံးအနေနဲ့ပြောရလို့ရှင် Liverpool အသင်းရဲ့ setup Liverpool အသင်းနေ Newcastle ကိုယင်းဆိုင်ဖို့ တွက်ဘေးရပလေးတွေမှာကအစားလုံလောက်မှုမရှိခဲ့တာကိုတွေ့ရလိမ့်မယ်အဓိကပြောတော့ ball distribution ဘိုင်းမှာ liverpool အနေနဲ့လိုအပ်ချက်တွေအများကြီးရှိခဲ့တာဒါက liverpool ဘက်ချမ်းမှာအာနိုးမပါဝင်တာကလည်း effect တစ်ခုအနေနဲ့ပါဝင်တယ်ဘာလို့လဲဆိုတော့ Arno ရဲ့ distribution တွေ Arno ရဲ့ long ball တွေက Liverpool အသင်းကိုနောက်တန်းကနေပြီးတော့မှကစားကွက်တိစောက်စီဖို့အတွက်ရေးပါတယ်ဒီနေ့သားမှတို့လို့ရှိရင် Liverpool ရဲ့ pivot အတွဲကိုလည်းမြင်ရလိမ့်မယ်ဆိုတော့ Liverpool အနေနဲ့ကစားကွက်တိစောက်ဖို့အတွက်စူးစမ်းပြီးစူးစမ်းနေတာတစ်ခုမှတို့ရှိရင် Newcastle က high press ကိုပြီးတယ် high press နေတာတစ်ခုမှ Levermando ဆိုတဲ့ဒီ fullback ကစားသမားကိုယ်တိုင်တောင်မှရှေ့ထိတက်ပြီးတော့မှ high press ပြီးတယ်ပြီးတဲ့အပြင်ကို Newcastle ကစားသမား9ယောက်ပြောရမယ်ဆိုလို့ရှိရင် midfield ကစားသမား3ယောက်ကတိုက်စစ်ကစားသမား3ယောက်ပြီး ယ်ပြီးတော့ရှင် full back ကစားသမားတက်ရောက်ရယ်ဒီလိုမျိုး9ယောက်ထိတော့မှတက်ပြီးတော့မှ present ပြီးတယ် present ပြီးရဲ့နေသားတစ်ခုမှဆိုလို့ရှင်လည်းအဓိကကြလာတာက Newcastle ရဲ့ midfield line ရဲ့ရွေးရှားပေါ့ midfield line မှာဆိုလို့ရှင်ရဲ့ Newcastle အနေနဲ့ဒီနေ့ပွဲမှာဆိုလို့ရှင်ရင်သူတို့ရဲ့အားအသာဆုံးဖြစ်တဲ့ Tonali Bruno Gomes ကဂျိုလင်တန်ရဲ့၃ယောက်ကတော်တော်လေးကိုမှအာဒီ present shape တစ်ခုလုံးကိုလည်းဥဆောင်နိုင်ခဲ့တယ်လို့ပြောရလဲမဒီနေသားမှာဆိုလို့ရှင်ဘောလုံးညသွားတဲ့အချိန်မှာဆိုလို့ရှင် midfield ကကစားသမား2ယောက်စလုံးကတက်ပြီးတော့မှ press ပေးဖို့တဲ့ဂျိုးစားတယ်လေဘာဘူးကဒီနေသားကနေပြီးတော့မှနောက်ကိုပြန်ပြီး းလိုက်ရတယ်။နောက်ကိုပြန်ပြီးပြောမှာ PFA စဖို့ကြိုးစားတယ်။ကျွန်တော်တို့ white area ကိုထွက်ဖို့တက်ကြိုးစားတယ်။ဒါပေမဲ့ individually အရာပါ Liverpool ကစားသမားအနေနဲ့မရှင်းနိုင်ခဲ့တာကိုမြင်ရတယ်။ So okay Liverpool နေနောက်ကနေလည်း B ရဲ့မစနိုင်ဘူး။နောက်ကနေ B ရဲ့မစနိုင်တာကဂိုးသမားနားမှာတည်တဲ့ BFA တဲ့မဟုတ်ဘဲနဲ့ဒီ progression zone မှာတည်တဲ့ BFA မှာပါသွားပြီးမှတက်ရောက်တယ်။ဒီမှာဆိုလို့ရှိရင် Liverpool အသင်းနေနဲ့ BFA တိစားဖို့တက်ကြိုးစားနေတဲ့အချိန်မှာ Newcastle ရဲ့ defense phase တစ်ခုကိုမြင်ရလိမ့်မယ်။ Newcastle ရဲ့ defense phase ကတော့4 5 1 is a defense phase. So, ဒီ full back ကသာ မားတွေကိုကူညီဖို့အတွက်ဝင်းမှာကစားနေတဲ့ဝင်းကကစားသမားတွေကနောက်ကိုဆင်းလာတာကတော့ neutral ပဲလို့ပြောရလိမ့်မယ်ဒါကပုံမှန်ပဲဒီ white area ကို cover လုပ်ပေးနိုင်မှုအတွက်ဝင်းကကစားသမားတွေကနောက်ထပ်ဆင်းပြီးတော့မှကာကွယ်ပေးရတယ်ဆိုတော့အဲ့ဒီဓာတ်ကူမှာအရေးပါလာတာကဘာလဲဆိုတော့ midfield midfield ကကစားသမား၃ယောက်စလုံးကဒီမှာတော့ချက်တန်းနေနေရယူရယ်အဲ့လိုတန်းနေနေရယူရယ်အချိန်မှာတယောက်ကိုတစ်ဖက်စီကိုနေရယူရယ် Bruno Gomes ကအဓိကဖြစ်တော့ဒီ DSC ရဲ့ပတ်ချန်းကိုဘယ်ချမ်းဘက်ကိုတောင်းယူရယ်ဒါပြန်ကို ဂျိုလင်တန်ကတော့ညာချမ်းဘက်ကိုတောင်းယူပဲအဲ့ဒါလိုတောင်းယူရတဲ့အချိန်မှာနျူကာဆယ်အသင်းရဲ့ဒီ pocket area တွေကလည်း safe ဖြစ်သွားသလို လီဗာပူးအသင်းမှာလည်းနောက်တန်းကနေဒါရိုက်ပြီးနိုင်တဲ့ကစားသမားမပါဝင်နိုင်တဲ့အချိန်မှာလီဗာပူးသင်းနဲ့ဒါဟုတ်တိုက်ခိုက်ဖို့အတွက်ကဘောလုံးကို retention နဲ့နောက်ကိုပြန်ပင်းနေပင်းနေပင်းနေဒီလိုပုံစံနဲ့ပဲလီဗာပူးအသင်းနဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာအချိန်ဖြုံးနေခဲ့ရတာဆိုတော့ Newcastle ရဲ့ဒီမှာတို့ရှင်4 5 1ဆိုတဲ့ defense phase မှာအရေးပါလာတာက midfielder သမား3ယောက် Jolen Dan, Tonelli, Bruno Gomes ဒီ3ယောက်ရဲ့အချိန်ကရွေရှားနိုင်မှုဒါအပြင်ကို present shape တွေမှာဆိုလို့ရှိရင် present ပေးနိုင်မှုတွေက Liverpool အသင်းကိုအခက်တွေးစေခဲ့ ဲ့တယ်လဘာဘူးတင်ငယ်ဒီနေ့ဟာမှတို့ချင်းဒီမှာတွေ့ရတဲ့အတိုင်းပဲ BFA စဖို့အတွက်တက်ခါတက်ခါကြိုးစားတယ်ဒါပေမဲ့ဒီရဲ့ဘောလုံးကိုစန်တာဘက်ကစားသမားတွေကရှေ့ကိုဆွဲပြီးတော့မှအာဘောလုံးကိုပေးဖို့အတွက်ကြိုးစားမယ်ဆိုချင် library game pass တွေပေးရတော့မယ် library game pass ပေးမယ်အစားပို့ပြီးတော့မှ safe ဖြစ်တာက wide area မှာနေရာလို့ရစေဖို့အတွက်ပဲဒီမှာတို့ဒီမှာတို့ချင်းလဘာဘူးအသင်းမှာဖူပတ် ကစားလာတဲ့ Quantas ကရှေ့ကိုတက်ပြီးတော့မှ Salad တို့ Space ပေါ်ဖို့တော့ကြိုးစားတယ်။ကြိုးစားရတဲ့နေသားတစ်ခုမှဆိုလို့ရှိရင် Jolinen ကရှေ့ကိုတက်ပြီးတော့မှဒီမှာ Center Back ကစားသမားစီကို press ပေးတယ်။ Okay တကယ်လို့သာ Salad စီမှာဒါဘောလုံးရောက်သွားခဲ့တယ်ဆိုရင်တောင်မှ Liverpool အသင်းအနေနဲ့ဒီ pocket area မှာကစားဖို့တော့ကလုံလောက်တဲ့ numerical advantage မရဘူး။ဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့ဒီ area လေးကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တောင်မှတစ်ချက်မြင်ရလိမ့်မယ်လို့ထင်တယ်။ဆိုတော့ဒီ area အတွင်းထဲမှာဆိုလို့ရှိရင် ညူကတ်ဆယ်ရဲ့မစ်ဖီကစားသမားတွေကလိုက်ပြီးတော့မှဖြည့်ပြီးကစားနေတဲ့အတွက်ကြောင့်မလို့လေဗာဘူးတင်းနေတဲ့ဒါမျိုးပုံစံအာဘောရီတန်ရှင်နေဒါအပြင်ကိုကျွန်တော်တို့ဒီဘောလုံးကိုကင်ထားပြီးတော့မှတိုက်စစ်ဆင်လို့မရတာကအဓိကပဲညူကတ်ဆယ်ရဲ့ defense play ကြောင့်ပဲ defense play မှာအရေးပါတဲ့အာနေရာယူမှုတွေကိုလုံနိုင်တဲ့ပရိုနိုဂိုမီရက်စ်တို့ထိုနယ်လီတို့ဂျိုလင်တန်တို့ရှိနေတဲ့အတွက်ကြောင့်မလို့လေဗာဘူးနေတိုက်စစ်မဆင်နိုင်တာပဲဖြစ်တယ်ဆိုတော့ okay ညူကတ်ဆယ်ရသွားခဲ့တဲ့ဂိုးကလည်းတကယ်တမ်းတော့အာဒီလိုမျိုး set play တွေကနေရခဲ့တာ set play တွေကနေ ေရတယ်လို့ပြောရတဲ့အနေအထားတစ်ခုမှလည်း Newcastle အနေနဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင် corner 6ကျင်ရတယ်ဒီသူတို့ golden light တဲ့ corner ကနောက်ဆုံးအလုံးဆိုတော့အဲ့ဒီလုံးမှာဆိုလို့ရှိရင် မာကင်ယူရဲစနစ်မာကင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ညူကတ်ဆယ်ကရှေ့မှာ90လောက်တိခေါင်းတိုက်ပြီးသွားပြီဆပ်ပလီကစားပြီးသွားပြီအဲ့ခေါင်းတိုက်ပြီးရဲ့နေထားမှာတော့မှညူကတ်ဆယ်ဘာလို့မလဲဆိုတော့ကောင်းကောင်းသိနေပြီဘာလဲဆိုတော့ညူကတ်ဆယ်နေနဲ့အရက်အမြင့်ဆုံးသူတို့အသင်းရဲ့အရက်အမြင့်ဆုံးကစားသမားဖြစ်တဲ့ဒန်ဘန်ကိုစပေးစီယာအောင်လုပ်ပေးမယ်ဒန်ဘန်ကခေါင်းတိုက်မယ်ဆိုတော့အဲ့ဒီလိုပုံစံကိုပဲဖော်နေတာဒါပေမဲ့လီဗာပူလ်အသင်းရဲ့မာကင်ယူရဲစနစ်မှာဆိုလို့ရှိရင်ဒန်ဘန်ကိုမာကင်ယူရတဲ့ကစားသမားကမက်အလစ်စတာမက်အလစ်စတာ ကလက်ရှိလီဗာပူလ်ရဲ့ ပွဲထွက်လာတဲ့ squat ထဲမှာတို့ရှင်ဆာလက်ပြီးလို့ရှင်အရက်အပူဆုံးကစားတာမှာ180နဲ့မှ6 cm ပဲရှိတဲ့အချက်လက်ရဆိုလို့ရှင်ဆိုတော့ဆာလက်ပြီးသွားဆာလက်က180နဲ့မှ5တူပြီးသွားလို့ရှင်မန်လစ်စတာဆိုတော့အဲ့နေတာတကုတ်မှာဒမ်ပန်းရဲ့ခေါင်းတိုက်ချက်ကိုကာကွယ်လိုက်နိုင်ခြင်းမရှိတာကပြဿနာမဟုတ်ဘူးဆိုတော့အဝေးကြီးကနေခေါင်းတိုက်ရတယ် ဒီရဲ့ဘောလုံးကိုလည်းအားပါပါနဲ့တိုက်နိုင်ခဲ့တယ်။ဒီလိုနဲ့ပဲ Newcastle ရဲ့အတင်းကပထမဆုံးဂိုးကိုရရှိခဲ့တယ်။ဒါပြီးတဲ့အချိန်မှာဒုတိယမြောက်ကိုဒုတိယမြောက်ဂိုးမှသလိုရှင်လဲယူရှင်းရှင်းလေးပဲ Newcastle ကလှုပ်ရှားသွားခဲ့တယ်လို့ပြောရင်ပုံမှန်လေးမလုပ်ထင်နဲ့။ဒီမှာဆိုလို့ရှင် Liverpool တင်းရဲ့ defense line က၄ယောက်စလုံးကတည်ပြီးသားဘောလုံးတမ်းပြီးဆုံးရှုံးတဲ့အချိန်မှာလည်းဒီ Liverpool တင်းရဲ့ကစားကွက်ကတိဆောက်ထားပြီးသား။အဲ့ဒီနေရာတကူမှဆိုလို့ရှင် Liverpool ရှေ့တက်လာတယ်။ Liverpool တို့နဲ့ကျွန်တော် wing back ကစားသမားအဲ wing back ကစားသမားနဲ့တွဲမယ်။တွဲပြီးသွားပြီဆိုလို့ရှင် Liverpool က cross ဖြတ်တယ်ပေးမယ်။အဲ့ဒီနေရာတကူ မှာအေးပါလာတာက ISS ကရွေးရှာပုံ ISS အနေနဲ့ဒီမှာတို့ဆင် center back ကစားသမား၂ယောက်ကြားတယ်ပေါ့နော် center back ကစားသမား၂ယောက်ကြားတဲ့ space ကိုပြင်းမလို့လောက်လိုက်တယ်ပြင်းမလို့လောက်လိုက်တဲ့အနေထားတစ်ခုမှာဘောလုံးကထွက်လာတာကအဓိကပဲနော် Murphy စီကိုထွက်လာတာဆိုတော့အဲ့ဒီအနေထားတစ်ခုမှာ Murphy နဲ့ ရောဘတ်ဆန်နဲ့ဆိုတာကအရက်ကွာခြားချက်ဘာမှအများကြီးရှိတဲ့ကစားသမားမျိုးမဟုတ်ဘူး။ဒါအပြင်ကိုဗန်ဒိုက်နဲ့အီဆန်စနဲကလည်းအရက်ကွာခြားချက်တိတ်မရှိလာဘူး။ဆိုတော့ခေါင်းရှင်တိုင်မယ်ဆိုလို့ချင်း maybe အာဘသူမဆိုနိုင်နိုင်ကြီးရှိတဲ့အခြေအနေမျိုးမှာရှိတယ်။အဲ့ဒီတာတကူမှာအီဆက်ကရှေ့ကိုတိုးမလို့လောလိုက်တယ်။တိုးမလို့လောလိုက်ပြီးတော့မှနောက်ကိုပြန်ဆုပ်တယ်။နောက်ကိုပြန်ဆုပ်လိုက်တဲ့အချိန်မှာဒီမှာဆိုချင်းမာဖီကဘောလုံးရသွားတဲ့အချိန်မှာတော့အီဆက်အနေနဲ့ဝမ်ဒက်စ်နဲ့ချက်ချင်းတန်းပြီးတော့မှပိတ်လိုက်ပြီးတော့မှယူကာဆယ်အတွက်ဒုတိယမြောက်ကိုကိုသွင်းသွားနိုင်ခဲ့တယ်။ 除了独立要鸟国片头来，起码了。 ဒီ Arnis Lock အနေနဲ့အသင်းကိုပြန်လည်ပြင်ဆင်ဖို့အတွက်ကြိုးစားရတော့တယ်အဲ့ဒါကဘာလဲဆိုတော့ center မှာ center back မှာဘောလုံးဖြန့်ဝေမှုကောင်းတဲ့ကစားသမားကိုထားရတော့မယ်ဆိုတော့နောက်တန်းမှာဘောလုံးနောက်တန်း၄ယောက်ထဲမှာတယောက်ယောက်ကဘောလုံးဖြန့်မှုကောင်းတဲ့ကစားသမားကိုထားရတော့မယ်အဲ့ဒါလိုထားရတော့မယ့်အနေအထားတစ်ခုအတွက်ရွေးချယ်လိုက်တာကဘာလဲဆိုတော့ Konate ကိုထုတ်ပြီးတော့မှ Graven Bash ကို center back မှာထားပြီးတော့မှကစားခိုင်းလိုက်တာဆိုတော့အဲ့ဒါလိုကစားခိုင်းလိုက်တာက tactical approach အရာတော့မှန်ကန်တယ်လို့ပြောရလိမ့်မယ်လူစားလဲပြီးတိတ်မကြခင်မှာတည်းမဲ့ Curtis Jones ကကျွန်တော်တို့ဒီ center san fran mi fee မှာသွားတယ် graven bus က center back ကိုရောက်သွားတယ်လူစားလည်းပြီးသိမ့်မကြခင်မှာပဲဒီမှာသလို့ရှိရင်အဲ့ဒါကအလုတ်ဖြစ်သွားတာကိုတွေ့ရလိမ့်မယ် cardis jones ကနေဘောလုံးထွက်တယ် man lister ရတယ် man lister ကနေပြီးတော့မှ ds ကိုပေးလိုက်တဲ့အချိန်မှာ liverpool အသင်းရဲ့၄ယောက်တန်း dice ကိုတွေ့ရလိမ့်မယ်ဒီ၄ယောက်တန်း dice က newcastle ရဲ့၃ယောက်တန်းကိုယင်ဆိုင်ရတာအဲ့ဒီယင်ဆိုင်ရတဲ့နေသားတစ်ခုမှာသလို့ရှိရင်လည်း liverpool အသင်းနေနဲ့တော်တော်လေးကောင်းမွန်တဲ့ကံကြံမျိုးကိုလှုပ်သွားနိုင်ခဲ့တယ်ဒီမှာသလို့ရှိရင် cardis jones ရဲ့ကံကြံကတော်တော်လေးကိုမှကောင်းမွန်ခဲ့တယ် newcastle ရဲ့နှစ်ပုတ် တော်တော်လေးကိုမှခေါင်းမောင်းကာကွယ်သွားနိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့မြူကာဆယ်ကိုမြူကာဆယ်ရဲ့ဒီနှစ်ဂိုးပြတ်ဦးဆောင်ထားတဲ့အနေထားတစ်ခုမှာလေဗာပူးအသင်းနဲ့ပြန်လာနိုင်ဖို့အတွက်တတ်နိုင်ဆုံးစူးစမ်းခဲ့တယ်။ဘာလဲဆိုတော့အာတိုက်ဆက်မှာရှိနေတဲ့ဂျိုတာကိုထုတ်တယ်ဒါဝင်နူနက်စ်ကိုထည့်တယ်အဲ့ဒါအပြင်ကိုစင်တာဘက်လိုင်းမှာဆိုလို့ရှိရင်လည်းတကယ် အာ board distribution ကောင်းမဲ့ graphing base ကိုထားပြီးတော့မှသစားဖို့အတွက်စူးစမ်းရတယ်။အဲ့ဒါအပြင်ကိုနောက်ထပ်လူစားလဲမှုတွေအများကြီးလုပ်သေးတယ်။အာ gap ပို့ပို့ထည့်တာတို့ iliot ကိုထည့်တာတို့ chaser ကိုထည့်တာတို့စသဖြင့်လုပ်ခဲ့တယ်။ဒါပေမဲ့ liverpool အသင်းနဲ့မြန်နောက်ဆုံးသောအချိန်မှာတော့ chaser ရဲ့အတွင်းကိုတကိုးတည်းကိုပဲရရှိခဲ့တယ်။ chaser ရဲ့အတွင်းကိုကလည်းအာ newcastle အသင်းနဲ့ transition ကနေစဖို့အတွက်ပြန်စူးစမ်းနေတဲ့အချိန်တခုမှတို့ချင်းဘောလုံးပြန်ရလိုက်တာ။ဆိုတော့ဘောလုံးပြန်ရလိုက်တဲ့အနေထားတစ်ခုကနေပြီးတော့မှ iliot ဘောလုံးပြန်ရတယ် iliot ထိုးပြီးသားကိုခြေစာကနေပိတ်သွင်းသွားခဲ့တယ်။ဒါပေမဲ့ဂိုးသွင်းသွားတဲ့အချိန်မှာလဘာဘူးသင်းကနောက်ကျနေခဲ့ပြီ။ဆိုတော့ Newcastle အသင်းနဲ့နှစ်ဂိုးလိဖြစ်ပြီးကလေးကသူတို့ဥဆောင်နေပြီးကလေးကလုံးဝတတ်မှတ်ချက်ကိုပဲတုံးတော့တယ်။ပါလဲဆိုတော့အချိန်ဆွဲတာဒီဒါအပြင်ကိုကျွန်တော်တို့ အာကော်နာစီသွားပြီးတော့မှချိန်ဆွဲနေတာတွေအပြင်ကိုတခြားသောအချိန်ဆွဲနေပေါင်းမျိုးစုံနဲ့အတူပဲ Newcastle ကဖလားရဖို့တော့အကောင်းဆုံးကြိုးစားခဲ့တယ်။ဒါက Newcastle ပဲ။ Newcastle အနေနဲ့ဘောလုံးကိုရိုးရှင်းကစားတယ်၊အားမှန်ပြေးကစားတယ်။ဒါအပြင်ကိုသူတို့အချိန်ဆွဲတင်နေဆိုလို့ရှိရင်ချက်ချင်းတမ်းပြီးချိန်ဆွဲတယ်။ဒါက Eddie Howe စီမှာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကမြင်ခဲ့ရတဲ့ကိစ္စပဲ။ဆိုတော့ဒါနဲ့အတူတူပဲ Eddie Howe ရဲ့ identity နဲ့အတူတူပဲ Newcastle ကသူတို့ရဲ့နှစ်90ကြာ ဖလားမရရှိမှုကိုဆုံးသတ်လိုက်ပြီဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှ Liverpool အသင်းပရိသတ်တွေအနေနဲ့ဆိုလို့ရှင်တော့ပြောကြရင်အများကြီးရှိကြရလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ Newcastle အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်ကတော်တော်လေးကိုချုံမြင်နေနိုင်ပွဲပဲသူတို့အသင်းရဲ့သူတို့နီးပြားရဲ့သူတို့တွားနေတဲ့ Roman နဲ့အတူတူပဲ Liverpool လို့အသင်းမျိုးကိုကြော့ဖြတ်ပြီးတော့မှဖလားရသွားခဲ့တာ EFL Cup ရဲ့လမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်လဲ Newcastle ကထိုက်တိုက်တန်တန်ရရှိရလို့ပြောရလိမ့်မယ် Chelsea တို့ Arsenal တို့ဒီလိုအသင်းတွေကိုကြော့ဖြတ်ပြီးတော့မှ Final မှာ လည်း Liverpool ကိုကြောဖြတ်ပြီးတော့မှ EFL Cup ရရှိခဲ့တာဆိုတော့ Newcastle အတွက်လုံးဝလုံးဝအာဂုံပြူရမယ့်အခြေအနေတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ Newcastle အသင်း Liverpool ကို Final မှာဘယ်လိုအနိုင်ရရှိခဲ့တယ်လဲဆိုတဲ့အကြောင်းအရာကိုအဓိက critical ဘိုင်းဆိုင်ရာတွေနဲ့ဆွေးနွေးသုံးသပ်ပြီးတော့ဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့ရဲ့ Top Football မှာဆိုလို့ရှိရင်တော့အဓိကပဲတော့ Nice နဲ့ဘိုင်းဆိုင်ရာ content တွေ tactics တွေ data တွေကိုပဲတင်ဆက်နေပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော် channel ကို subscribe လုပ်ပါကြလို့ပြောနေကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့